မင်္ဂလာပါရှင်တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒွယ်ဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တရက်နှစ်ခွတတားကစစ်ကောင်စီဂိတ်မှာလူငယ်၃ဦးရိုက်နှက်စစ်ဆေးခံရပြီးတဦးဖမ်းဆီးခံရတဲ့သတင်းမြိတ်မြို့မှာကလေးတဦးရင်းနှစ်တည်ဆုံးတဲ့သတင်းလူအသွားအလာများတဲ့မြိတ်မြို့လေကောင်မှာလူရက်မှုတွေဆက်တိုက်ဖြစ်လာတဲ့အကြောင်းရခိုင်မှာစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကိုအေအေထံစစ်မှုထမ်းဖို့နဲ့ တီနဲ့ပြင်ပထွက်ခွင့်ပိတ်လိုက်တဲ့တဲ့င်ဘီလင်းမှာစစ်ကောင်စီလက်နက်ကြီးကြောင့်အမျိုးသမီးတဦးတေဆုံးပြီးနှစ်ဦးဒဏ်ရာရတဲ့တဲ့င်ရွှေနဲ့ဗတ်စည်းတဲ့င်တွေကိုတင်ဆက်ပေးပါမယ်တရချောင်းမြို့နယ်ဒဝဲဘိတ်ကားလမ်းပေါ်မှာရှိတဲ့တရနှစ်ခွတံတားကစစ်ကောင်စီစစ်ဆေးရေးဂိတ်မှာမေလ22ရက်မနေ့ကလူငယ်အမျိုးသား3ဦးရိုက်နှက်စစ်ဆေးခံရပြီးအဲ့ဒီအထဲကတဦးဟာဖမ်းဆီးခံရရတယ်လို့ဒေသခံတချို့ကပြောပါဗျာ တင်းကျွန်းရွာသားလူငယ်၃ဦးဟာပိန်တော်ရွာမင်္ဂလာဆောင်ပွဲကနေဆိုင်ကယ်၂စီးနဲ့ပြန်လာတဲ့အချိန်မှာဆိုင်ကယ်တစ်စီးတည်းကိုလူငယ်အမျိုးသား၂ဦးအတူတူစီးလာတာကြောင့်ခေါ်ယူရိုက်နှက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဖုန်းတွေကိုစစ်ဆေးပြီးတဲ့နောက်လူငယ်တဦးကိုပြန်မလွတ်ပဲဆက်လက်ဖမ်းဆီးထားတာဖြစ်ပါတယ်။ဖုန်းထဲမှာဘလို့အကြောင်းအရာတွေတွေ့လဲဆိုတာကိုတော့မသိရသေးပါဘူး။ ရိုက်နှက်စစ်ဆေးခံရတဲ့လူငယ်တွေဟာအသက်20ကျော်နဲ့အသက်30ဝန်းကျင်အရွယ်တွေဖြစ်ပြီးပြန်လည်လွတ်မြောက်လာတဲ့လူငယ်နှစ်ဦးဟာသွေးထွက်တန်ယူဒဏ်ရာတွေရရှိခဲ့တယ်လို့ဒေသခံတချို့ကပြောပါဗျ။စစ်ကောင်စီတပ်ဂိတ်နဲ့ဌာနဆိုင်ရာရုံးတွေကိုစိုက်ကဲစီးပြီးလာရောက်တိုက်ခိုက်မှုတွေမကြာခဏရှိတာကြောင့်ဒဝဲခရိုင်မှာစိုက်ကဲတစည်းတည်းအမျိုးသားနှစ်ဦးအတူတူစီးနှင်ခွင့်ပိတ်ထားတာဖြစ်ပါတယ်။ မြိတ်ညိုရေနံမြေရက်ကွက်မှာမေလ22ရက်ညနေပိုင်းက10နှစ်ကျော်အရွယ်ယောက်ျားကလေးတဦးလှေကမ်းကတ်တဲ့တံတားပေါ်ကနေခြေချော်ပြုတ်ကျပြီးရေနစ်တေဆုံးခဲ့တယ်လို့မျိုးကန်တွေနဲ့လူမှုကူညီကယ်ဆယ်ရေးအသင်းတွေထံကနေသိရပါဗျ။ကူညီကယ်ဆယ်ရေးသမားတွေကညနေ6နာရီလောက်မှာမြိတ်မြို့စေယုံကြီးကိုပို့ပေးခဲ့ပေမဲ့စစ်ဆေးနေတဲ့အချိန်မှာအသက်တေဆုံးသွားတာဖြစ်တယ်လို့ပရာဟိတာအသင်းဝင်တဦးကပြောပါဗျ။ပြီးခဲ့တဲ့ဧပြီလ26ရက်ကလည်းမြိတ်မြို့နယ်မော်တောင်ရွာမှာ အရက်တောက်ပြီးငါဖမ်းသွားတဲ့အမျိုးသားတဦးလှေပေါ်ကပြုတ်ကျပြီးရေနစ်သေးဆုံးခဲ့ပါတယ်။မြိတ်မြို့ပေါ်မှာရှိတဲ့လူအသွာလာများတဲ့လမ်းပေါ်မှာငွေကြေးနဲ့ပစ္စည်းလူရမှုတွေဆက်တိုက်ဖြစ်နေတယ်လို့မြို့ကန်တချို့ထံကနေသိရပါတယ်။မေလ20ရက်ညကမြိတ်မြို့ပါရမီလမ်းပေါ်မှာလူရမှု၃ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီးငွေကြေးနဲ့ဖုံးတချို့လူရခံရတယ်လို့မြို့ကန်တချို့ကပြောပါတယ်။ အိမ်နေညကဆိုင်ကယ်စီးလာတဲ့အမျိုးသားတအူလူရက်ခံရပြီးငွေကျပ်2သိန်းဝန်းကျင်နဲ့လက်ကင်ဖုန်းတစ်လုံးပသွားတယ်လို့မျိုးကန်တချို့ကပြောပါတယ်။အဲ့ဒီနောက်ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတအူထပ်မံလူရက်ခံရပြီးငွေကျပ်2သိန်းကျော်ပသွားပါတယ်။ဆိုင်ကယ်တစ်စီးတဲ့အတူတူစီးလာတဲ့နောက်ထပ်အမျိုးသမီး2ဦးလည်းလူရက်ခံခဲ့ရပေမဲ့ပစ္စည်းတစ်စုံတရာမပသွားဘူးလို့မျိုးကန်တချို့ကပြောပါတယ်။ ဒီလူရမှု၃ခုစလုံးကိုအမဲအောင်အင်ဂျီလက်ရှိဝတ်ဆင်ပြီးဆိုင်ကယ်အုပ်ထုပ်ဆောင်ထားတဲ့အမျိုးသားတဦးကဆိုင်ကယ်ဘေးချင်းကတ်ရှင်မောင်းပြီးလူရက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။လူရက်သူတွေဟာ လူပြတ်တဲ့နေရာတွေမှာသာမကလူအသွာလာများတဲ့နေရာတွေမှာပါလူရက်လာတာပါ။အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမြိတ်မြို့ပေါ်မှာလူရက်မှုတွေခက်ဆက်ဆိတ်ဖြစ်ပွားနေပြီးအခုလက်ရှိ လူရက်မှုဖြစ်ခဲ့တဲ့ပါရမီလမ်းဟာမြိတ်မြို့လေကောင်မှာတည်ရှိပါတယ်။ အာရခတက်တော်မှာလူငယ်တွေစစ်မှုထမ်းရမှာဖြစ်ပြီးအသက်18နှစ်ကနေ48နှစ်အထိလူငယ်လူလက်ပိုင်းတွေကို ရခိုင်ပြည်နယ်ပြင်ပသို့ထွက်ခွာခွင့်ပိတ်ပင်တားမြစ်ကြောင်းအေအေကမေလ22ရက်ညမှာထုတ်ပြန်ပါတယ်။အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကိုပြီးခဲ့တဲ့မတ်လ25ရက်မှာစတင်ပြဋ္ဌာန်းခဲ့ပြီးဒီပြဋ္ဌာန်းချက်အရအာရခတက်တော်မှာလူငယ်လူလက်ပိုင်းတွေတာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ဖော်ပြပါတယ်။ အသက်18နှစ်ကနေ25နှစ်အထိအမျိုးသမီးတွေနဲ့အသက်18နှစ်ကနေ45နှစ်အထိအမျိုးသားတွေဟာအေအေထမ်းမှတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။စစ်မှုထမ်းဖို့အကျုံးဝင်သူတွေစစ်မှုမထမ်းလို့ရာကြောင့်ပြည်နယ်ပြင်ပထွက်ခွာဖို့ကြိုးပမ်းမှုတွေရှိလာတာကြောင့်အခုလိုပြည်နယ်ပြင်ပတို့ထွက်ခွာခွင့်ပိတ်ပင်ခြင်းဖြစ်တယ်လို့အေအေရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။အေကကျမ်းမာရေးဌာနကကုသမပေးနိုင်တဲ့ပြင်းထန်ရောဂါခံစားရတဲ့လူနာတွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကိုပဲထွက်ခွာခွင့်ပြုမယ်လို့ဆိုပါတယ်။စစ်မှုထမ်းအကျုံးဝင်သူတွေကိုကုန်းလန်းရေလန်းတွေကနေအခကျင်းဝင်နဲ့တည်ယူပို့ဆောင်သူတွေကုန်းပစ္စည်းတည်ယူပို့ဆောင်ရမှာလူဘိုခေါ်ဆောင်သူတွေလူကယ်ရီပို့တာတွေလှောက်ဆောင်ရင်အေးအေးယူခံရမယ်လို့လည်းတတိပေးထားပါဗျ။အခုတားမြစ်ချက်ကိုပြန်လဲရုပ်သိမ်းရင်ထပ်မံအတိပေးမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ အမျိုးသားကာကွယ်ရေးဆိုင်ရာရေးပေါ်ပြဋ္ဌာန်းချက်ကို AA ကပြဋ္ဌာန်းထားတယ်ဆိုပေမဲ့လူငယ်တွေစစ်မှုထမ်းရမယ့်ကိစ္စနဲ့ပတ်သက်ပြီး AA ကပြည်သူလူထုကိုတိတိကျကျထောက်ပြန်အသိပေးထားတာမျိုးမတွေ့ရသေးပါဘူး။ပြီးခဲ့တဲ့လပိုင်းအတွင်းမှာရခိုင်ပြည်နယ်ပြင်ပတို့ထွက်ခွာတဲ့ရခိုင်လူငယ်တွေကို AA ကဖမ်းဆီးတာထွက်ခွာခွင့်မပြုဘဲပြန်လှည့်ခိုင်းတာတွေရှိခဲ့တယ်လို့ဒေသတွင်းသတင်းတရက်မှာဖော်ပြချက်နဲ့ဒေသခံတချို့ထံကနေသိရပါဗျ။ မွန်ပြည်နယ်ဘီလင်းမြို့နယ်ပဏိကုံကျေးရွာမှာမေလ22ရက်ကစစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြီးကြရောက်ပောက်ကွဲမှုကြောင့်အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။ဘီလင်းမြို့နယ်အခြေစိုက်စစ်ကောင်စီခြေမြန်တက်ရင်ခမရ3ကည8နာရီခွဲလောက်မှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ပဏိကုံကျေးရွာအတွင်းကနေအိမ်နှလုံးပေါ်ကိုကြရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကဆိုပါဗျ။ နေအိမ်ပေါ်ကိုလက်နက်ကြီးကြီးကြောက်ပောက်ကွဲမှုကြောင့်အိမ်ပေါ်ကအသက်40အရွယ်ဒေါ်အေးနိုင်နေရာမှာပဲတည်ဆုံသွားခဲ့တယ်လို့ဒေသခံတချို့ကပြောပါရယ်။ဒါအပြင်အသက်48နှစ်အရွယ်ဒေါ်မီနုနဲ့တားဖြစ်သူ အသက်17နှစ်အရွယ်ကလေးတူလက်နက်ကြီးကြီးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတအူးကဆိုပါရယ်။တိုက်ပွဲဖြစ်ပွားတာမရှိပဲစစ်ကောင်စီတပ်ကရွာထဲကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတာဖြစ်ပြီးလက်နက်ကြီးကြီးကြောက်ပောက်ကွဲမှုတွေကြောင့်ဒေသခံတချို့ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လဲဆိုပါရယ်။ ပြီးခဲ့တဲ့ဧပြီလ19ရက်ကလည်းဘီလင်းမြို့နယ်ကရင်မျိုးသားအစည်းအရုံး KNU တပ်မဟာတပ်ထိန်းချုပ်နယ်မြေမင်းစောကျေးရွာဖုန်ကြီးကျောင်းကိုစစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်တာကြောင့်ကိုရင်တပားနဲ့အသက်ကြီးပိုင်းအမျိုးသမီး2ဦးသေဆုံးခဲ့ပါတယ်။အခုနောက်ဆုံးအနေနဲ့ရွှေနဲ့ထိုင်းဘတ်ငွေလဲနှုံဈေးတွေကိုတင်ဆက်ပေးပါမယ်။ရန်ကုန်ဈေးကွက်ကိုအခြေခံပြီးဒဝဲမှာအခောက်ရွှေဈေးဟာကြက်ရောင်ကြက်ဝယ်ဈေးဖြစ်နေသေးပါ။ ဒီကနေ့ရန်ကုန်ဈေးကွက်မှာတော့အခောက်ရွှေတစ်ချပ်သားကို85သိန်း9000နဲ့ဈေးဖွင့်ထားပါဗျ။ထိုင်းဘတ်ငွေလဲနှုန်းကတော့မြန်မာငွေတစ်သိန်းကို855ဘတ်ဖြစ်နေပါတယ်ရှင်။အခုလိုနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ပရိသတ်အပေါင်းတို့ကိုရောစိတ်ပါကျန်းမာချမ်းသာကြပါစေ။ကပ်ဘေးအမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝက်အဖွဲ့သားတွေကစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်။